ညီအားလုံးမင်္ဂလာပါ Socratic Football Channel ကနေပြန်လည်ကြောရကျွန်တော်ကိုရင်းဖြစ်ပါတယ်ကိုရင်းပထမဆုံးမှာကျင်တာက Dragon Channel လေး join လာပြီပါ Dragon Channel link လေးကိုဒီ video comment လောက်ပိုင်းထဲမှာရှိပါเนาะညီတို့လာအဲ body mount ကတွေအများနဲ့တင်ပြီပါเนาะဒါကြောင့် Dragon Channel လေးကို join လာဖို့မမေ့ပါပြီးတော့နောက်တစ်ခုကဒါကိုရင်းကိုအားပေးတဲ့ညီကိုတွေဒါကိုရင်း video တွေကြည့်လို့မရဘူးလို့လာပြောတဲ့ညီကိုရှိရပါเนาะ TikTok မှာ TikTok မှာအဲ တက်တော့ဟုတ်တယ်ကိုရင်တခြားကောင်းနေကြည့်ကြည့်တော့လေကိုရင်ဗီဒီယိုတွေမပေါ်ဘူးဖြစ်နေပါတော့เนาะအဲဒါကြောင့်ကိုရင်ကဒီတက်တော့မှာမဟုတ် YouTube မှာတော့တင်တယ် YouTube မှာလည်းတင်တယ် Facebook မှာလည်းတင်ပါတော့ညီကိုတို့ဒါကိုရင်ရဲ့ဒီတက်တော့အဲစကတ်တီ profile ရဲ့ bio လေးမှာ link လေးရှိတယ်အာ YouTube channel link လေးရှိရအဲ့ link လေးကိုနှိပ်ပြီးတော့ညီကိုတို့ဒါ YouTube မှာလည်းတွားကြည့်လို့ရတယ်ပါတော့အဲသုံးသက်ချက်တွေအများနဲ့တင်ပေးတယ်ဒါကြောင့် YouTube channel လေးမှာလည်းတွားကြည့်ဖို့ဒါကိုရင်အသိပေးရပါတော့အကေးကြီးလို့မရတဲ့ညီကိုတွေအတွက်ပါเนาะကိုရင်တို့ဒါဒီနေ့တပွဲကောင်း Grabber ချစ်စပွဲဒါ အဲဒီပွဲကောင်းရွေးချက်ပြင်မှာဒီပွဲစီကညီမဆန်တော်ချင်း2နိုင်15ထိုင်းဆန်တော်ချင်း2နိုင်45မှာကံပဲမူဒီနီဂရိုတင်းနဲ့ဒါခရိုရှားတင်းတို့ရဲ့ပွဲချုပ်သုံးချက်လေးကိုတင်ဆက်ပြီးသွားမှာပေါ့နော်ပွဲချုပ်သုံးချက်မပြောခင်ဒီနေ့တင်းဒါဟတ်ဒူကမှာဆိုရင်တော့ခရိုရှားနေနေအင်ကွေးမှာ4-0ဆိုတဲ့ရလက်နဲ့နိုင်ထားရပေါ့နော်အဲ့တော့ပေးတဲ့ body size ကတော့ဒါနှလုံးပလက်90ကြီးပေးထားတယ်ပေါ့နော်ဒီအုပ်စုဇီယာကိုပြောမယ်အုပ်စုဇီယာမှာဆိုရင်မူဒီနီဂရိုကတော့ဒါအဲဒီနေ့ပွဲကနိုင်သွားလဲဒါမူဒီဂရို အုပ်စုပြုတ်သွားပြီးဖြစ်ရတဲ့ကြောင့်မျိုးလင်းချက်တော့မရှိတော့ဘူးခရိရှားတော့ဒါတိုင်းရင်ဝင်ခွင့်ရသွားပြီပေါ့နော်အဲစင်းနစ်ကတော့ဒါချက်ပေါ့ချက်ကတော့ဒါပလေးအော့ပြန်ကန်လိုက်မှာပေါ့နော်ခွင့်ဒီနေ့ပွဲကဒါဖြောဖြောကြီးတော့ပဲကန်ပါအဲလက်ရှိပြထားတဲ့ body size ပေါ့နော်အဲအင်ခွင့်မှာတော့နှစ်ပလက်50ခုလက်ရှိဒါဝေးခွင့်ကနေတလုံးပိုင်းနဲ့တရာကြီးပေးထားတာတော့ဒါခရိရှားရဲ့ဒါ body size တန်းတော့မှန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ခွင့်ပြီးတော့ဂိုးပေါင်းစေးပေါ့ဂိုးပေါင်းစေးတလုံးပလက်50ကြီးရတာအဲအင်ခွင့် အမ်မိုနီယံဂရုကိုရရမယ်လို့ကိုယ်မြင်မိရပါတော့ခရီးချာအဲနှစ်ဂိုးလောက် ရရင်တော့ဒါမူဒီနီကိုတကူရရဲ1 2တို့1 3တို့ဒီလိုမျိုးပြီးပြီးသွားနိုင်တယ်ဗောနော်။ကိုကြီးကဒါကြောင့်ဒီမူဒီနီကရိုနဲ့ခရိုရှားပွဲစဉ်လေးတော့ကိုပေါင်းပေါ်လီကြိုက်ပါတယ်နော်။ညီကိုရင်းနဲ့ကြိုက်တူလိုက်ကစားလို့ရပါတယ်။ကြိုက်မတူရင်တော့ဘက်ကန်ကစားလို့ရပါတယ်။ကိုပြရမမာကဲသလိုတိုင်ကန် channel လေးလည်း join တာဖို့မမေ့ပါနဲ့နော်။ကိုကြီးလို့ဒါဂါဗလာချစ်စစ်ပွဲ day 6နောက်ဆုံးရက်မှာညီကိုတို့ပြန်ပြီးဆောင်ပါအောင်ပဲ။ကိုကြီးအားပေးတဲ့ဒါ Facebook က TikTok က YouTube ကရောညီကိုတောင်ကြီးဆောင်ကျေးဇူးတင်ပါတယ်။အားလုံးဒီနေရာပဲနှုတ်ဆက်လိုက်ပါတယ်။